ယူနိုက်တက်ဘက်ကဂိုးသွင်းနိုင်ခဲ့တဲ့ပြင်ဘရူနိုရဲ့ဂျာစီကိုလည်းဆောင်ရခဲ့တဲ့မဘောလင်းပရိသတ်များလုံးမမိန်တော့ပါဗျာရွှေရိုအိုက်ဘက်ကိုရှီကိုအွန်လိုင်းအကြံအာတွေပြလဲချိုးလိုက်ပါရင်မဘောလင်းကတော့သူအားပေးတဲ့အသင်းမန်ချက်စတာယူနိုက်တက်ဘက်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ပေါ်သူရဲ့ခန်းစားချက်တွေကိုဖွင့်ရလာခဲ့ပြီဖြစ်ပါရင်ဆက်လက်ပြီးမဘောလင်းကဘယ်ယူနိုက်တက်ကစားသမားရဲ့ဂျာစီကိုလည်းဆောင်အဖြစ်ယူလာခဲ့လဲဆိုတာကိုပါပြောပြခဲ့ပါရင်ညကစားခဲ့တဲ့ဖိတ်ကော်ပလာပြိုင်ပွဲမှာအာဆီယံအော်စတာအသင်းဟာမဘောလင်းရဲ့အလန်းစားအသွင်းကိုနဲ့ခင်ယူနိုက်တက်ကိုအပူဆိုင်ကက်အောင်လောက်ကဒုတိယလူဆက်သွင်းလိုက်ပြီဖြစ်ပါရင် ဒါယူနိုက်တက်အနေနဲ့ယောပါလိဖိုင်နယ်မှာရောဖိတ်ကော်ပလာဖိုင်နယ်မှာပါနှစ်ထပ်ကွမ်းဒုတိယလိုဖြစ်သွားရတာဖြစ်ပါတယ်။အော်စတာအင်းအနေနဲ့အာမိုရင်ကိုဖလားဘလိုယူရမလဲဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့မမော်နင်ကလည်းမဲကစားမတွေကိုဂိုးဆိုတာဒီလိုမျိုးတွင်းရတယ်လို့သင်ပေးသွားခဲ့တာဖြစ်ပါတယ်။ကာနာချွန်အနေနဲ့လူချွန်ထောင်ချောက်ကိုဖောက်ထွက်ပြီးဂိုးသမားနဲ့တူးချင်းအတွက်မှာဂိုးဆိုတာဒီလိုမျိုးတွင်းရတယ်လို့သင်ကြားခွင့်ရလိုက်တာဖြစ်ပါတယ်။မိုင်ကတော့ဒီအာဒီတရားဒီလုံးနလမတူဖြစ်နေတယ်ဆိုတာအာဆီယံအထိပါပရိသတ်တွေကိုရှက်လာခွဲတာမျိုးဖြစ်ပါတယ်။ဥရောပမှာလည်းရှောင်းအာဆီယံမှာလည်းရှောင်းအသင်းကြီးလည်းရှောင်းအသင်းငယ်လည်းရှောင်းကံသမားနေရာကံသမားပွဲအကုန်ရှောင်းနေတာဖြစ်ပါရင် ယူနိုက်တက်တို့ဥရောပလေဗယ်ပြောင်းနေအာဆီယံလေဗယ်မှာတော့လာကန်ရင်ပွဲတိုင်းရှုံးနေအောင်မယ်အနေထားမျိုးဖြစ်ပါတယ်။မော်လင်အတွက်ကတော့ဒါဟာဂုံစရာခိုက်တန့်ဖြစ်ခဲ့ပြီးစံချိန်ကောင်းလေးရသွားခဲ့တော့ပါမော်လင်အနေနဲ့မြန်မာဘောလုံးတစ်ပိုင်းတစ်လျှောက်ယူနိုက်တက်နဲ့ကန်မှုတဲ့ပထမဆုံးကစားသမားဖြစ်ခဲ့သလိုယူနိုက်တက်အပတ်၉ပါအသွင်းနိုင်ခဲ့တဲ့ပထမဆုံးမြန်မာကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘက်ကမလေးရှားနိုင်ငံဘူကေချာလီဘောလုံးကွင်းကြီးထဲမှာကျင်းပခဲ့တာဖြစ်ပြီးအာဆီယံညောင်အသင်းကမန်နိုက်တက်အသင်းကိုဒီကောကောမရှိဖြစ်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။အာဆီယံညောင်အသင်းအတွက်တလုံးတဲသောဖိုးတန်တိုင်းကိုကိုမြန်မာလေယာဉ်တောင်ပိုင်းကစားသမားမော်လင်ကအသွင်းကိုပေးသွားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးမှမော်လင်ကသူ့ရဲ့ကိုဟာသူတို့တတင်းလုံးတစ်ခုတည်းကိုကိုစားပြုတာမဟုတ်ဘဲအာဆီယံဒေသတစ်ခုလုံးကိုကိုစားပြုကြောင်းနဲ့ဒီအတွက်လည်းအရန်ကော်ယူမီကြောင်းအင်္ဂလိပ်လိုပြောသွားခဲ့ပါတယ်။အဲဒီနောက်မီဒီယာတွေနဲ့အတွေ့မှာတော့သူဟာမိုင်ပရိသတ်ဖြစ်ကြောင်းအခုချက်ချင်းသေပြီဆိုသေလို့ရပြီဖြစ်ကြောင်းနဲ့ဘရူနိုရဲ့ဂျာဂျီကိုယူခဲ့ကြောင်းအခုလိုပဲပြောခဲ့ပါတယ်။ဒီလိုမျိုးရက်ကတော့မေးလို့ရမှာမဟုတ်ဘူးပေါ့နော်။ကိုကောပြောရရင်မနေ့ကလိုဂိုးသွင်းပြီးဒီနေ့သေမယ်ဆိုရင်တော့သေပြောပါရင်ကျွန်တော်ကမန်ယူကိုအားပေးတာပါ။ဒါပေမဲ့ဘောလုံးကစားတယ်ဆိုရင်အဲ့ဒီအချိန်အတွင်းကပြန်ပဲပဲလေ။အဲ့တော့အထွေထွေမရှိပါဘူး။ကိုကိုတော့ဂိုးယူပါရင် ကျွန်တော်က United ပြည်သက်တရားဖြစ်တာမို့အခုဂေါ်သွင်းနိုင်ခဲ့တာကအိမ်မက်တွေတကယ်ဖြစ်လာတာပါအခုနေသေးပြောပါပြီဆိုတဲ့ခံစားချက်မျိုးတော်မှာဖြစ်ပေါ်ခဲ့ပါရင်လောက်ရှော့ကအရန်ဖော်ပြပါရင်ကျွန်တော်ဂေါ်သွင်းခဲ့တဲ့အတွက် Congratulations လို့လာပြောခဲ့ပါရင်ဘသူကြာစီလိုချင်လဲလို့လည်းသူကမေးပါရင်ကျွန်တော်က Bruno ရဲ့ကြာစီလိုချင်ပါတယ်လို့ပြောတော့သူကိုယ်တိုင်သွားတောင်းပေးပါရင်အခုဝေထားတာက Bruno ရဲ့ကြာစီပါဒီနေ့တရားဝေပြီးနောက်နေ့မှန်ပေါင်းထဲမှာတင်ထားပါပါကိုအားပေးတဲ့အတင်ကိုအားပေးတဲ့ကစားသမားတွေနဲ့ပြိုင်ပန်းအဖြစ်ကစားရမှာဆိုတော့အရန်စိတ်လှုပ်ရှားဖို့ကောင်းပါရင် Bruno Mason မတို့နဲ့ထပ်ပုံရိုက်ထားပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါရင် အာဆီယံအစားအသင်းကိုနေပြအဖြစ်ဗီယက်နမ်လူမျိုးစင်နဲ့ယူနဆက်သောအသင်းကိုဂိုင်းတွင်နေတဲ့ကိုရီးယားလူမျိုးနေပြကင်ဆန်စစ်ကဆောင်ရတာဖြစ်ပါရင်အာဆီယံအစားအသင်းအတွက်ကစားသမားတွေကိုအာဆီယံနိုင်ငံတွေရဲ့လူမျိုးစင်မျိုးသားအသင်းတွေကကစားသမား20ဦးကိုရွေးချယ်ခဲ့တာဖြစ်ပါရင်မလေးရှားကစားသမား9ဦး၊ထိုင်းနဲ့ဗီယက်နမ်ကစားသမား၄ဦးစီ၊ကမ္ဘောဒီးယားကစားသမား2ဦး၊စင်ကာပူ၊ဖိလစ်ပိုင်၊လာအို၊မြန်မာတီမောအသင်းတွေကကစားသမား2ဦးစီပါဝင်ပါရင်မြန်မာကတော့မြန်မာလည်းရေးစင်အသင်းကောင်းဆောင်မောင်မောင်လေးပါဝင်လာခဲ့ပြီးသူကလက်ရှိထိုင်းလေးကလပ်လက်ဖွန်ဝါရီအသင်းမှာကစားနေတာဖြစ်ပါရင်ယူနိုက်တက်ဟာလာမယ့်ပွဲမှာဟောင်ကောင်အသင်းနဲ့ချင်းဆန်းကစားသွားရမှာဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီးကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ